ဘုရားရှိခိုးပြီဆိုလို့ရှိရင်ကိုနှစ်ဖူးကကျမ်းပေါ်တိုက်နေတာဖြစ်ပေမဲ့လို့ဘုရားရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကရှိမှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင်ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုမှလည်းရ။ဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာခြင်နှူးမှုဖြစ်လာမယ်။ ပြိနိဗ္ဗာန်သံမိတာဖရာပဲဖြစ်စေတတော်ထင်ရှားဖရာရှင်မှာပဲဖြစ်စေတိဋ္ဌံတေနိဗ္ဗုတေစေဝသမေစိတ်တေတမံဖလံဆိုတဲ့စကားရှိတယ်တတော်ထင်ရှားမြတ်စွာဘုရားကိုရှ िख ောတာပဲဖြစ်စေပြိနိဗ္ဗာန်သံပြီးမြတ်စွာဘုရားကိုရှ िख ောတာပဲဖြစ်စေစိတ်တတ်ခြင်းတူညီစွာထားပြီးတော့ရှ िख ောနိုင်လို့ရှိရင် တမေစိတ်တည်တမန်ဖလန်စိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်တာရှိနော်ဒါကြောင့်မလို့ကောသလမင်းကြီးဖျားရှိခိုးသလိုဖျားရုပ်ွားတော့ပဲဖြစ်စေသို့မဟုတ်စိတ်နဲ့မှန်း၍ဖြစ်စေဖျားကိုဥချပြီဆိုတဲ့အခါမှာဖျားရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့တိုက်ပြီးဥချရတယ်လို့စိတ်ထဲမှာအာယုံယူပြီးတော့ဥချတဲ့နယ်ပေါ့ဒီလိုဆိုတာပေါ့နော် အဲ့လိုဥချလိုက်ရလို့ရှင်စိတ်ထဲမှာ ဖြစ်ရတဲ့တရာစွမ်းအားတွေဟာအဗ္ဗဓမ္မကြီးမားအဗ္ဗဓမ္မကြီးမားလို့မိမိတဏ္ဍမှာဖြစ်လိုက်တဲ့ကုသိုလ်ရဲ့အရှိန်အဝါဟာလဲအဗ္ဗဓမ္မအစွမ်းထက်တယ်လို့ဒီလိုပြော